အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော်ဒီနေ့ဒီနေ့ဖြစ်ပါဆိုဒီညကနေပြီးတော့စုပုံကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ လက်ရှိမှာဒါကျွန်တော်လန်ဒန်ဒါဘီပွဲတစ်ပွဲဖြစ်တဲ့ဘရန်ဖို့နဲ့ဒါချယ်ဆီရဲ့ပွဲစဉ်ကတော့ဒါကျွန်တော်ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ဒီပွဲစဉ်ထဲမှာဒါကျွန်တော်ဘရန်ဖို့အသင်းရဲ့ဒါကျွန်တော်အိမ်ဝေးမှာဒါချယ်ဆီအသင်းကတရေရလက်တာကြခဲ့တယ်မှာပါတယ်။ဒီနှစ်သင်းကလက်ရှိမှာဒါကျွန်တော်တို့လက်ရှိဒါကျွန်တော်တို့ချယ်ဆီအသင်းရဲ့ပင်တိုင်စံဒါကျွန်တော်တို့ဂျာနယ်လစ်ပြောတဲ့စကားတစ်ခုနဲ့ပြောရမယ်ဆိုရင်တော့နည်းနည်းလေးဟာပတ်ဆန်တဲ့ record တစ်ခုရှိပါတယ်။တစ်ဖက်ကဘရန်ဖို့ကနောက်ဆုံးဘနက်ပွဲဆက်မှာဒါအိမ်ဝင်းတောက်ရှောက်နိုင်ပွဲပျောက်ဆုံးနေတာဖြစ်ပြီးတော့ချယ်ဆီကနောက်ဆုံးဘနက်ပွဲဆက်ဒါကျွန်တော်တို့အဝေးကွင်းနိုင်ပွဲပျောက်ဆုံးနေတဲ့အသင်းတစ် င်ဆိုပြီးပြောခဲ့တယ်အဲ့တော့ဒီနေ့နေရာမှာဒါကျွန်တော်တို့နှစ်ယောက်လုံးကဒါကျွန်တော်တို့ဘဒူဒီယာဒီစံချိန်ဇိုးကြီးကိုကြော်ဖြတ်သွားမလဲအကုန်လုံးမျောလင့်နေတဲ့အချိန်မှာတယောက်မှမကြော်ဖြတ်သွားနိုင်ခဲ့ဘူး brand foot ကလက်ရှိမှာဒါကျွန်တော်စံချိန်ဇိုးတစ်ခုဖြစ်တဲ့အိမ်ဝင်းရှုံးပွဲဟိုဆိုအိမ်ယူအိမ်ဝင်းနိုင်ပွဲမရတဲ့ဥစ္စာတစ်ခုကိုဒါဆက်လက်ပြီးတော့သွားခဲ့တယ် Chelsea တင်းကလည်းအဝေးခွင့်နိုင်ပွဲပျောက်ဆုံးမှုကိုဒါကျွန်တော်ဒီနေ့ပုံစံမှာဆက်လက်ပြီး record အနေနဲ့လုပ်ခဲ့အဲ့ဒါဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါနှစ်သိန်းလုံးအတွက်ဒါကျွန်တော်တရေတမက်ကဘလို့မှအတိတ်ပဲမရှိခဲ့ရလို့ပဲပြောလို့ရမယ်တောင်မှပါတယ်လက်ရှိမှာဒါ Chelsea တင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါတစ်ဖက်က Northern Forest က Leicester Villa တင်းကိုရှုံးနေခဲ့ ဲ့ဥစ္စာကိုအခွင့်အောင်းမယူနိုင်ခဲ့တဲ့ပြည်တစ်ဖက်က Arsenal အသင်းကလည်းတည်ကြအပေါ်ကအသင်းနေတာအမှတ်ရော့တဲ့ဥစ္စာကို Chelsea အသင်းနဲ့လုံးဝတာကျွန်တော်အခွင့်အောင်းမယူနိုင်ခဲ့တာ Chelsea ဘက်ကကြည့်မတော်တော်လေးကိုဆိုးရွားခဲ့တယ်လို့မြင်တယ်တစ်ဖက်က Brentford ကဒီနေ့ပွဲစဉ်မှာတကယ်တမ်းပြန်ကြည့်မယ်ဆိုရင်တမှတ်ပေးရခဲ့တဲ့ကြောင့်မို့ဒါကျွန်တော်တို့အပေါ်တက်နိုင်မဲ့အခွင့်အရေးကိုဒါဆုံရှုံသွားခဲ့တဲ့အနေထားမှာရှိတယ်ပေါ့ကျွန်တော်54မှတ်နဲ့ assist 17လောက်ထိတက်နိုင်မဲ့အခွင့်အရေးတစ်ခုကိုဒါ Brentford အသင်းဆုံရှုံသွားခဲ့အဲ့တော့နှစ်ဖက်အသင်းမှာကြည့်မယ်ဆိုရင် collateral damage မှာဒါကျွန်တော်တို့ Chelsea အသင်းကတော့ဆုံရှုံမှုပိုများမယ်လို့ပြောလို့ရမယ်အခြေအနေတစ်ခုကိုတွားမယ်လို့ပဲ ျွန်တော်အနေနဲ့ပုံကူရေးရအမြင်မိတယ်။ဒီနေ့ပုံစံမှာဒါ Chelsea အကြောင်းအကျောင်း Chelsea ရဲ့လက်ရှိနီးပြအန်ဆိုမိုရက်စ်ကအနေနဲ့ဘလို့ပုံစံမျိုးဘာတွေကိုဘလို့တွေးလဲတော့ကျွန်တော်မသိဘူးပေါ့နော်။ဒါပေမဲ့သူ့အနေနဲ့ဒါကျွန်တော်တို့ Euro Conference League ကိုတော်တော်ကြီးကိုသူလူချန်ထားပုံရတယ်။ပြောချင်တာဒါအမှန်တမ်းပြောရမယ်ဆိုရင် Brentford လို့အသင်းနဲ့ Ligia Warsaw နဲ့ကိုရှင်းမယ်ဆိုရင် Ligia Warsaw ကဒါပုံမှန်လင်းပြောမှာတော်တော်လေးကိုဒါကျွန်တော် အားနည်းတဲ့တင်းတွေကတသင်းလို့ပြောလိုက်ရတယ်။ Brentford level မပြောနဲ့ Ligia Warsaw ကလက်ရှိမှာဒါကျွန်တော်တို့ Tottenham Hotspur အတင်းတော့မကောင်းတဲ့နေရာမှာပါတယ်။အဲ့တော့ပြောချင်တာအဲ့လိုပုံစံမျိုး။အဲ့တော့ ကျွန်တော်ရဲ့ personal တူတူတဲ့အမြင်အရဆိုရင် Ligia Warsaw ပွဲအတွက်ဘာကြောင့်မလို့ Chelsea ကလက်ရှိမှာဒါကျွန်တော်တော့ကန်းတဲ့နေတာကျွန်တော် Enzo Moes ကနေလည်းဘာကြောင့်ဆွတ်ဆက်ပြီးတော့လူတွေကိုပေးနေတာဒါမဟုတ်ခုနပြောသူပဲဒါကျွန်တော်တို့စပားနဲ့ပွဲစဉ်ရဲ့အချိန်အကြောင်းမူဒီနေ့ပွဲစဉ်မှာပေးနေတာဒါမဟုတ်ဆိုရင်တော့လက်ခံလို့ရပါတယ်မဲ့ Ligia Warsaw နဲ့ပွဲအတွက်လူ channel ဆိုရင်တော့ဒါကျွန်တော်တိတ်ပြီးသဘောမကျအောင်အဲ့တော့ကျွန်တော် personal မြင်မှာဒီနေ့ပွဲစဉ်က line up ကတော်တော်လေးကိုစကားပြောသွားတယ်လို့မြင်တယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Nonny Madwiki ကိုပြန်တွေ့လာခဲ့ရပြီးတော့ Christopher Angugu ကိုဒီနေ့ပွဲစဉ်မှာပြန်တွေ့လာခဲ့ရအဲ့တော့ဒီနေ့ပွဲစဉ်မှာ Chelsea အသင်းနေနဲ့ ဒါအန်ဆိုမိုရက်စ်ကာဒါပက်ဂွာလူရဲ့တပည့် PP ပဲဒါကြောင့် line net ကိုဒါ true ဆက်ဆက်ဆက်လုတ်ခဲ့ရလို့ပြောလို့ရမယ်တဲ့မှာပါတယ်ဒါတကယ်တော့ကျွန်တော် in game မှာ433ပုံစံမျိုးတွားခဲ့တာမှန်ပေမဲ့တကယ်တော့ကျွန်တော်ဒါ ကစားသွားတဲ့ပုံစံနဲ့ live ကိုမှပြဖောက်ဘူးညာဘော3 2 4 1ဆိုတဲ့ပုံစံမျိုးဆိုင်ခဲ့တယ်အဲ့တော့ဒီနေ့ပေါ်စမှာဒါဂိုသမား2ယောက်လုံးရတာလက်စွမ်းပြမှုတွေကိုဆက်လက်ပြီးတွေးခဲ့ရတယ်ဒါပြင်ဒါ Robert Sanchez ရဲ့ back to back ဒါကျွန်တော်နှစ်ပွဲဆက် clean sheet ရခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တယ်ဒါပြင်ကျွန်တော် Chelsea တင်းနဲ့ဒီနေ့ပွဲစဉ်ရဲ့ရလက်ကဒါအမှန်တိုင်းပြောတော်တော်လေးကိုအထိနာခဲ့လို့ဆိုရဒီနေ့ပွဲစဉ်သား Chelsea တင်းကအနိုင်၃မှတ်ရခဲ့မယ်ဆိုရင်တော့အပေါ်ကဒါကျွန်တော် Jordan Fuerz နဲ့လည်းအမှတ်ကတ်သွားနိုင်မယ်အနေဒါတစ်ခု အခွင့်ကောင်းအောင်အသုံးမချနိုင်ခဲ့ဘူးပဲဆိုရမှာပေါ့နော်အဲ့တော့ဒီနေ့ပေါ်စမှာဒါကျွန်တော်တို့တစ်ဖက်က Brandford ရဲ့ Gothama Flag ကလည်းတော်တော်ကြီးကိုကောင်းတဲ့အနေထားမှာရှိတယ်။ဒါကျွန်တော်တို့ဒီနေ့ပေါ်စမှာနှစ်သင်းလုံးကတော့ကျွန်တော်တို့ Gothama တွေရလက်ရှိမှာဘယ်သူကတော့ Man of the Match ရသွားမလဲတော့မသိပေမဲ့ဒါ Flag ကန်ကော Sanchez ကိုနှစ်ယောက်လုံးတော်တော်လေးကိုကောင်းခဲ့တဲ့အနေထားမှာရှိတယ်။ဒီနေ့ပေါ်စမှာဒါတစ်ဖက်က Brandford ဘက်ကိုပြန်ကြည့်မယ်ဆိုရင်တော့အဖြေကရှင်းတယ်။အလွန်ကျွံတာကျွန်တော် counter pressing ကိုမှီဆော့တယ်။ကျွန်တော် Chelsea အသင်းကိုဘောလုံးပေးကင်တယ်။တကယ်တော့ကပေါ်စမှာဒါ Lewis Potter, Aya Van der Beek, Colin တို့နောက်တန်း၄ယောက်ပုံစံမျိုးကြည့်ပေးမယ်။တကယ်နဲ့ပြန်ကြည့်မယ်ဆို င်နောက်တန်းကတော့ကျွန်တော်တို့၅ယောက်ပုံစံမျိုးထိသွားတဲ့အချိန်မျိုးရှိတယ်။ရာမိုလက်ကတော့ကျွန်တော်တို့လိုအပ်ရင်လိုအပ်သူဖူဘက်ပုံစံမျိုးဝင်ဆော့ပြီးတဲ့ကျွန်တော်နောက်တန်း၅ယောက်ဆင်းပြီးတော့နော့ကက်ကတော့ကျွန်တော်တို့ကွင်းလေ DM ပုံစံမျိုးသွားတော့ Dams get shape M1 ဘို့ဝစ်စာဒီလို၄ယောက်ကခွဲထွက်ပြီးနောက်တန်းမှာ၅ယောက်ကြီးကကတ်သွားတဲ့ပုံစံသဘောမှရှိရော။အဲ့တော့ ဒါကြောင့်ပေါ်ဒီနေ့ပေါ်စံမှာဒါပြောရမယ်ဆိုရင်တော့တစ်ဖက်အသင်းကနေပြီးတော့ဒါ Brandford ကဒါကျွန်တော် counter pressing တစ်ခုအောင်လေးလို့ဘာမှမင်းများဆက်ဆက်မလုပ်ပြနိုင်ခဲ့ဘူး counter pressing တွေမှာလည်းအခွင့်ကောင်းတွေအများကြီးရခဲ့တဲ့ပုံစံမျိုးမှရှိခဲ့တယ်။ဒါပေမဲ့ Whistler ကို and Bowen ကို၂ယောက်လုံးအသုံးမချနိုင်ခဲ့ဘူး။ဒီနေ့ပေါ်စံမှာနောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့ Chelsea အသစ်နဲ့ Lamine New Year ဒီမှာ Christopher Nkunku ကိုရောင်းတော့မယ်လို့ပဲကျွန်တော်အနေနဲ့ပုံကူရရမြင်မိတယ်။ Christopher Nkunku နဲ့ဒီနေ့ပေါ်စံမှာကျွန်တော်တောင်မန်တို့ကိုင်းလေအပိုင်းတို့ကနေပြီးတော့ဒါကျွန်တော် chances တချို့ပေးခဲ့ပေမဲ့ Christopher Nkunku နဲ့ဘောလုံးအရန်ကင်မှုတွေဘောလုံးအရန်ဆိုင်မှုတွေကတော်တော်ဒါပြောချင်တာကဗျ Christopher Nkunku တယောက်ဒါအရန်လုတ်ပြဂျင်နေတယ်လို့ခံစားရတယ်တော့ပါတယ်ဖီလင်ရတာခုနကခရစ်စတိုဖန်အန်ကူကူနဲ့ဒီနေ့ပွဲစမှာငါဒီလိုမျိုးလုတ်ပြလိုက်နောက်ပွဲတွေမှာနေရာရနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုခရစ်စတိုဖန်အန်ကူကူစူးစမ်းနေပုံရတယ်ဒီနေ့ပွဲစမှာဒါပြီးလဲပြီးတော့ဒါဒီပြနေနဲ့ နောက်ဆုံးတော့ဒီမခံနိုင်တဲ့အဆုံးမှာဒါနီကိုလက်ဂျက်ဆန်ကိုမိနစ်56မိနစ်မှာနေချလိုက်ပြီးတော့နီကိုလက်ဂျက်ဆန်ဒါနီကိုလက်ဂျက်ဆန်ကလည်းအမှန်တမ်းပြောရမယ်ဆိုရင်နီကိုလက်ဂျက်ဆန်ရဲ့ပြဿနာဘာလဲဗျာဒီလားကျွန်တော်တို့ဒါစပါးနဲ့ပွဲစဉ်တုန်းကလည်းဒီတိုင်းပဲနီကိုလက်ဂျက်ဆန်ကတိုက်စစ်ကို empowerment ဆောက်ရမ်းပေးတယ်တိုက်စစ်ကိုဆောက်ရမ်းဆောက်ရမ်းဒါ push ပေးတယ်သူပါလာပြီးတော့တိုက်စစ်ကြီးအယံကောင်းဒါပေမဲ့ကိုတော့မသိဘူးအဲ့ဒါကနီကိုလက်ဂျက်ဆန်ရဲ့ပြဿနာပဲတိုက်စစ်မှာကြည့်လိုက်နီကိုလက်ဂျက်ဆန်ကဟာဝိုး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 ဒါမှကျွန်တော်ဒါမြင်းတော်ကောင်ပြေးတယ်လို့အယမ်းပြေးတယ်အယမ်းလည်းကောင်းတယ် ဒါပေမဲ့အဲ့ဒါမှလည်းရပ်သွားတယ်ဗျာဒီလားအဲ့ brother မှာ Nicole Gessen စီကဘာမှသိပြီးတွေ့ရတဲ့အနေထားမှာမရှိဘူးအဲ့ပြီးလဲပြောတာဒီပြနေတယ်ဆိုဒီနေ့ဘွယ်စမှာဒါအနိုင်သုံးမှတ်ကတော့ तू လူချင်တယ်လို့ဆုံးဖြတ်ပုံရပါတယ်မိနစ်60မှာဒါကျွန်တော် Pedro နဲ့တွေ့ရဒါကိုပါမရဲ့လေးပြီးဒါကျွန်တော်95မိနစ်မှာ Cucurella လေးတယ် Cucurella လေးပြီးဒါကျွန်တော် Cucurella ပါအလွန်ကျွန်ရှေ့ပူတယ်ဆိုတာတွေ့ရမှာဒါပြောရမယ်ဆိုဒါ Brandfoot ရဲ့ဒါ knockdown နေတူဒါကျွန်တော် Cucurella ဆွတ်ဆက်ညှိတဲ့ movement တွေဆိုတဲ့ခဏခဏတွေ့ရမယ်တဲ့မှာပါအဲ့တော့ဒီနေ့ဘွယ်စမှာဒါ ဘရန်ဖူဘက်ကတော့ရှင်းတယ်သူတို့ကသေရတမက်ကလည်း AC ပဲချက်စီတို့အသင်းမျိုးကိုသူတို့ကသေရတမက်ရတဲ့အတွက်ကြောင့်မို့သူတို့က fair enough ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကိုချက်စီစီကနေဥပဆိုဘရန်ဖူစီကနေမြင်ရတယ်ချက်စီစီနဲ့ဒီနေ့ပွဲစဉ်ကအမှန်တည်းပြောရမဆိုဥရောပဝင်ငွေအတွက်ဒါကျွန်တော်တို့အောက်ကအသင်းတွေကဒါကျွန်တော်ပြောနေတဲ့အချိန်မှာပေါ့နော်ဒါကျွန်တော် United နဲ့ဒါ City နဲ့ပွဲမကန်သေးတဲ့အချိန်မှာဒီ အမတ်ကိုဒါကျွန်တော်ယူပြသင်ခဲ့တဲ့ပွဲစဉ်တပွဲဆိုရင်တော့ကျွန်တော်ကိုမှားမယ်တော့ကျွန်တော်ကတော့မထင်ဘူးဗျဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါကြီးကိုသူတို့လောက်လောက်လာမလုပ်ပြနိုင်ခဲ့ဘူးတော်တော်လေးကိုဒါကျွန်တော်တို့ချက်စီးတဲ့နေနဲ့အခွင့်ကောင်းရှိတယ်ဗျရှိမှဒါကျွန်တော်ရေးပြအင်ကြီးရှိတာကိုရေးလဲခုမတော့ရေးဖို့ဆိုရေးလဲခတ်မတော့ရေးလဲစင်မချိုးဘာမှမလုပ်ဘဲနဲ့ဒီရေးရေးပြအင်လေးလှတယ်ဆိုပြီးတော့ဓာတ်ပုံရိုက်ပြီးတော့ဒိုးသွားတဲ့ကွက်မျိုးကိုချက်စီးစီကနေမြင်ခဲ့ရတယ်ဗျအဲ့တော့ချက်စီးတဲ့ဒါကျွန်တော်အန်ဆိုမိုရက်စ်ကပြည်သက်တွေပေါက်တာဒါမျိုးပြောတယ်လက်ရှိမှာဒါအကယ်၍ဒါချက်စီးတဲ့က conference league နိုင်ခဲ့မယ်ဆိုရင်တော့မှ conference league ကဒ ဒါဖလိုက်ရမယ်ဆိုရင်တော့မှယူရိုပါလိကိုပဲရမှာဖြစ်တယ်အခုနောက်ပဲယူရိုပါလိကိုပဲတက်မယ်အဲ့တော့ချယ်ဆီသင်းနဲ့အောက်ကအသင်းတွေကအခုမှလက်ရှိမှာဒါကျွန်တော်လာမယ့်အချိန်ဒါပွဲစဉ်မှာစီတီကဒါယူနိုက်တက်ကိုနိုင်သွားခဲ့မယ်ဆိုယူနိုက်နေရင်ထိုင်ရင်ဒါကျွန်တော်တို့ အာချက်စီကအဆင့်9နေရာကိုဆင်းပြန်ပြီးတာကျွန်တော်လက်ရှိမှာဒါအကယ်၍ကျွန်တော်ဒါနောက်ပိုင်းပွဲစဉ်တွေမှာချက်စီကဒါအခွင့်ကောင်းမယူနိုင်ခဲ့ဘူးဆိုရင်တော့ဒါကျွန်တော်တို့လက်ရှိအခြေအနေတွေကကျွန်တော်ဒါညူကာဆယ်အက်စတန်ဗီလာတွေတော့အမှတ်ကပ်လာမယ်လက်ရှိမှာချက်စီနဲ့အက်စတန်ဗီလာနှစ်မှတ်ပဲကွာတယ်ဗီလာကျွန်တော်ညူကာဆယ်နဲ့သုံးမှတ်ပဲကွာတွေ့ချင်တာချက်စီတင်တဲ့ခုလက်ရှိမှာချန်ပီယံလိဂါဂရန်တီနေရာမှာရှိမနေဘူးအဲ့တော့အန်ဆိုမိုရက်စ်ကအနေနဲ့ဒါခုနကပေါ့လီဂီယာဝါဆောအတွက်လားဒါမှမဟုတ်ခုနကပေါ့စပါးတဲ့ပွဲစဉ်မှာပွဲပန်းလို့လား တော်တော်လေးကိုပြောရခက်တယ်ဗျဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ရဲ့ပုံကိုရေးရအမြင်ရဆိုရင်တော့အန်ဆူမိုရက်စကာရဲ့ဒီနေ့ပွဲစဉ်ရဲ့ပြဿနာကသူ့ပဲလို့မြင်တယ်ဒီနေ့ပွဲစဉ်မှာကစားသမားကတော့ခုနကပြောလို့ပဲဒါကျွန်တော်သူ့အနေနဲ့ဒါစောက်ရဲမူမန်တန်ကောင်းနေတဲ့ကစားသမားတွေကိုဖြုတ်တက်ပြီးလှုပ်ပြီးတော့ရော့အေးမင်းတို့ဒီနေရာမှာတမျိုးစမ်းကြည့်ဆိုရဲပေါ့ဟုတ်တယ်လီဂီယာဝါဆော့အမနဲ့ပူလန်မှာထင်တယ်ပေါ့နော်လီဂီယာဝါဆော့ရဲ့ဒါကျွန်တော်တို့သူ့တို့နိုင်ငံမှာသွားကဲမလို့ကြတာတော်တော်လေးကိုတော့ခက်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 ကဲအမယ်နေထားမှရှိရတယ်ဒါပေမဲ့ဘလိုပဲပြောပြအမနဲ့ပြောမျိုးချက်စီလိုလက်ရှိလိုအသေးမျိုးနဲ့လီဂီယာဝါဆော့မနိုင်စရာအကြောင်းမရှိအဲ့လောက်ကြီးလက်လူချံပြစရာအကြောင်းမရှိဘူးဗျာသိလား အဲ့ဒါမဲ့ခုနကဒီနေ့ပွဲစဉ်ကအပနိုင်ပြောချက်စီအသင်းအတွက်ကယူရိုပါလိဝင်ခွင့်ကအရေးကြီးလားချက်စီအတွက်ကဒါကျွန်တော်ချန်ပီယံလိဝင်ခွင့်ကအရေးကြီးလားဒါကြီးကိုကျွန်တော်ကလည်းနည်းနည်းသိပြီးမသေးကွာခုနကကွန်ဖရင့်လိလက်ရှိခြေစွမ်းကချက်စီပဲရမှာစိတ်ချချက်စီရဖို့အတွက်100%သိကြရတယ်ဒါမဲ့ဒီလိုမျိုးဒါဘရန်ပို့လိုပွဲစဉ်မျိုးလက်ရှိမှာဒါကျွန်တော်ကိုပါမားနဲ့အန်ဆိုဖနန်နက်စ်ရဲ့နားလည်မှုတွေစပါအသင်းမှာလုတ်သွားခဲ့တဲ့ဒါကျွန် combination တွေဒါကြီးကိုလုံးဝဖျောက်ပြီးတော့ဒါခုနကပြောလို့ဘာတွေလုတ်မှမသိဘူးအခက်မနေဒီနေ့ပွဲစဉ်မှာဒါခုနကချက်စီတင်နေ position ပေးစရာ chances တွေအများမှန်ပေမဲ့တကယ်တဲ့နင်းသားငါလားဟေ့မှာဆိုရင်လည်းအပွားခဲ့တဲ့ movement တွေရှိတယ်။အာပထမပိုင်းမှာသာခုနကပြောဒီ movement တန်းဆမှာသာဟာကိုပါမှ Nicolas Jackson များပါခဲ့လို့ရှိရင်ဆိုတဲ့အားကနေအင်းကနေ movement တွေကတော့လက်ရှိမှာ Enzo Morales ကိုပြောစရာတွေဆက်လက်ပြီးတော့ဖြစ်နေစေဖြစ်တယ်ဆိုတာတော့ကျွန်တော်အနေနဲ့ဆက်ပြီးတော့ဒါနှုတ်ဆော်ပြရအဲ့တော့လက်ရှိမှာ Chelsea ပြည်သက်တွေတဖြည်းနဲ့တဖြည်း Enzo Morales ကိုဘာလို့ E-Tail လဲဆိုတာကိုတော့အထူးတလဲပြောစရာမလိုဘူးလို့ကျွန်တော်အနေနဲ့မြင်တယ် ဒါကြောင့်မလို့လက်ရှိမှာဒီနေ့ပွဲစဉ်က Chelsea အသင်းတို့ကဆုံးရှုံးမှုပိုပြီးတော့ကြီးမားတယ်လို့ပြောရင်လည်းကျွန်တော်ကတော့ကုန်ပြပါမယ်။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာခြေလို့ဆိုတော့ပါဝင်ကူညီလို့ရပါတယ်။ များများလေးလဲကလပ်ဖို့မမေ့ကြပါနဲ့ဗျအောက်က company တွေမှာလေ youth sport media 3.0တဲ့ DB4E တွေရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရရများများလေးလဲကလပ်ဖို့မမေ့ကြပါနဲ့များများကလပ်မှာအမြဲတမ်းဖြစ်ပါတယ်အခုလိုငလင်းတန်းမှာကူညီပါဝင်ပေးနေကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုလည်းအများကြီးကျေးဇူးတင်ပါတယ်လို့ပြောရင်းနေပဲကျွန်တော်တော့ကူညီပါအောင်ဗျဒေးပါပါဗျ